အနာသိမ့်မြန်မာစစ်တပ်ဟာ2025ဒီဇင်ဘာမှာအပိုင်းလိုက်ကျင်းပမဲ့ရွေးကောက်ပွဲဆလုပ်ဖို့ပြင်ဆင်ထားပါတယ်။2020ရွေးကောက်ပွဲအနာရဒေါအောင်ဆန်းစုကြည်အစိုးရစီကအနာသိမ့်ခဲ့တဲ့မြန်မာစစ်တပ်ကအခုရွေးကောက်ပွဲကနေနိုင်ငံတည်ငြိမ်ရေးနဲ့အုပ်ချုပ်ရေးမှာအယက်သားပါဝင်မှုကိုပြန်လည်ရရှိဖို့နဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရေးလို့ပြောနေပါတယ်။ နိုင်ငံတကာအကြေခက်တွေကတော့ဒါကဒီမိုကရေစီတကြောပြန်လာတဲ့အခင်းအကျင်းမဟုတ်ပဲစစ်တပ်ကသူ့ရဲ့တရားမဝင်တဲ့အာဏာရှုပ်ကိုင်ထားမှုကိုတရားဝင်အာဏာအသက်သွင်းတဲ့နီလန်တစ်ခုပဲလို့ကောက်ရှက်ရှာထားကြပါတယ်။နိုင်ငံရဲ့အစိအပိုင်းအများစုမှာစစ်ပွဲနဲ့ပြည်ပခါတံကိုခန်းစားနေကြရပြီးရွေးကောက်ပွဲကျင်းပနိုင်တဲ့နေမြေကလည်းအကန့်အသတ်တော်တော်များများရှိနေပါတယ်။ဒီရွေးကောက်ပွဲရဲ့တမာတမတ်ရှိမှုအပေါ်လေမိကုံးထုံးမှုတွေကိုစစ်တပ်ကရင်ဆိုင်နေရပါတယ်။ စစ်တပ်ရဲ့2025ရွေးကောက်ပွဲမှာအရင်ရွေးကောက်ပွဲတွေနဲ့မတူတဲ့ကွဲပြားချက်ခုနှစ်ချက်ရှိပါတယ်။အပိုင်းလိုက်ကျင်းပမဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲအာနာသိန်းစစ်တပ်ရဲ့2025ခုနှစ်ရွေးကောက်ပွဲကို ပြင်ဆင်ထားပုံက1951-1952ခုနှစ်အထွေထွေရွေးကောက်ပွဲနဲ့ကာလဆင်တူပါတယ်။ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမှာဖြစ်ပါတယ်။စစ်တပ်က၃ပိုင်းခွဲကျင်းပဖို့ပြင်ဆင်ထားပါတယ်။ ဒါကနှစ်ပေါင်း90ကျော်အကြာမှာပထမဆုံးပြောင်းကျင်းပါမယ်။ကာလရှိအပိုင်းလိုက်ရွေးကောက်ပွဲပုံစံဖြစ်ပါတယ်။1951-1952ခုနှစ်နောက်ပိုင်းနဲ့2020ရွေးကောက်ပွဲအထိဒီလိုအပိုင်းလိုက်ကျင်းပမှုမရှိခဲ့ပါဘူး။အပိုင်းတစ်ကိုတော့2025ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မယ်လို့ကြေညာထားပြီးမြို့နယ်တရားနှစ်ခုမှာပြုလုပ်မှာဖြစ်ပါတယ်။ အပိုင်းနှစ်ကို2026ဇန်နဝါရီ17ရက်မှာမြို့နယ်တရားမှာကျင်းပမယ်လို့ကြေညာထားပါတယ်။အပိုင်းတစ်ကိုစစ်တပ်ကလုံခြုံရေးစိတ်ရှားရတယ်လို့သူတို့ယူဆတဲ့ဒေတာဒါမှမဟုတ်သူတို့ထိန်းချုပ်နိုင်တယ်လို့ယူဆထားတဲ့ဒေတာတွေမှာစတင်ကျင်းပတဲ့သဘောဖြစ်ပါတယ်။စစ်တပ်ဟာခုခံတော်လှန်မှုတွေကြားနိုင်ငံရဲ့နေမြေအလုံးကို ရှုတ်ကန်ထားနိုင်ခြင်းမရှိပါဘူး။ ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပရတာကစစ်တပ်ရဲ့နေမြေပြည့်မထိန်ရှုံနိုင်မှုကိုမြင်သာပါတယ်လို့2015ခုနှစ်နဲ့2020ခုနှစ်တွေမှာရွေးကောက်ပွဲဆောင်ကြည့်လေ့လာခဲ့သူတအူကပြောပါတယ်။သူက လုံခြုံရေးအရှိအနေကြောင့်သူ့နာမည်ကိုတုံးဆွဲခွင့်မပေးပါဘူး။တနိုင်ကလုံးမှာမြို့နယ်330ရှိပါတယ်။အပိုင်းတက်မှာမြို့နယ်330တဲကတရားနှမျိုးနယ်မှာပဲကျင်းပမယ်လို့ကြေညာထားပါတယ်။ အပိုင်း၄ကိုလာမယ့်2026ဇန်နဝါရီ17ရက်ရွေးကောက်ပွဲအပိုင်း၃ကိုဇန်နဝါရီ25မှာကျင်းပသွားမယ်လို့ဆိုပါရယ်။ဒါကစစ်တပ်ရဲ့နိုင်ငံတော်ဝန်ထိန်းချုပ်မှု35ရာခိုင်နှုန်းနဲ့45ရာခိုင်နှုန်းကြားပဲရှိတယ်ဆိုတာကိုတွက်ချက်နိုင်ပါတယ်လို့ရွေးကောက်ပွဲစောက်ကြည့်လေးလာကဲသူကပြောပါရယ်။ဒါပေမဲ့မြမမဟာဗျူဟာနဲ့မူဝါဒလေးလာရေးအင်စတီကျု ISP မြမရဲ့ ရိပခငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာလေးလာမှုဌာနအစီအစဉ်ရဲ့2025စက်တင်ဘာလကုန်အထိသူတည်တနာအရှက်အလက်အရ2025ခုနှစ်မှာနေမြေထိရှုံမှုကအပြောင်းလဲတွေရှိလာပါတယ်။တော်လန်ရဲ့အင်အားစုတွေကနိုင်ငံအေဒီယာရဲ့33ရာဂိုင်းနှုန်းထိရှုံထားပြီးစစ်ကော်မရှင်က69ရာဂိုင်းနှုန်းထိရှုံထားတယ်လို့ပြောပါတယ်။ ရွှေကောက်ဘွယ်ကော်မရှင်ကတော့အနိုင်ရရှိတဲ့ကိုယ်စားလှယ်တွေရဲ့မေးရလက်ကိုနေချင်းပြီးကတ်ထားမယ်ဆိုပြီးရွှေကောက်ခံရသူအဖြစ်တရားဝင်ကြေညာတာကိုတော့အပိုင်အလုံးပြီးမှထုတ်ပြန်မယ်လို့စစ်ကော်မရှင်ကရွှေကောက်ဘွယ်ကော်မရှင်ကပြောပါတယ်။ပြီးခဲ့တဲ့2010 2015နဲ့2020ရွှေကောက်ဘွယ်တွေကတနိုင်ကလုံးကိုတရက်ထဲကျင်းပခဲ့ပြီးမဲဆန္ဒနဲ့အများစုရဲ့အကြမ်းဖျင်းမေးရလက်တွေကိုအဲ့ဒီညပိုင်းမှာသိရှိရတာဖြစ်ပါတယ်။ မဲရုံအကန့်အတန့်နဲ့နေရက်စွန့်ခွာသူအမြင့်ဆုံးရွေးကောက်ပွဲပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာလည်းနိုင်ငံတွင်းလက်နက်ကင်ပရိပခါတွေကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့နေမြေတွေနဲ့မဲဆန္ဒနယ်တွေရှိခဲ့ပါတယ်။ဒါပေမဲ့အခုစစ်တပ်ကျင်းပဖို့ပြင်ထားတဲ့2025ရွေးကောက်ပွဲလိုနေမြေအများအပြားမကျင်းပနိုင်တဲ့အခြေအနေတော့မဟုတ်ခဲ့ပါဘူး။လက်ရှိမှာ နိုင်ငံရဲ့ ဒေသ90ရာခိုင်နှုန်းခန့်မှာစစ်ပွဲပရိပခါတွေရှိနေတယ်လို့ရေဘေးနဲ့ငလင်ဘေးလိုတဘာဝဘေးကြီးတွေဖြစ်ခဲ့တာကြောင့်နေရဲစွန့်ခွာရွှေ့ပြောင်းကြသူတွေတန်းနေရှိရှိပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးရဲ့စတင်ပါလာအထည်စရင်အရာနိုင်ငံတော်ဝန်မှာနိုင်ငံတော်ဝန်မှာပြည်တွင်းနေရဲစွန့်ခွာလူဦးရေခန့်မှန်းကြီး3.5တန်းခန့်ရှိတယ်လို့ဆိုပါတယ်။ 2015နဲ့2020ပြည်နှစ်တွင်မှရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့သူနှစ်ဦးကတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်ခံခြင်းလက်မခံခြင်းကအငင်းပွားပွဲရှိနေတာကြောင့်မဲပေးသူအ ਨੇ ပါဆုံးရွေးကောက်ပွဲဖြစ်နိုင်တယ်လို့ကြိုတင်ကောက်ရှက်ရှာထားကြပါတယ်။မြို့နယ်အများအပြားမှာမဲရုံတွေဖွင့်လှစ်လည်ပတ်နိုင်ခြင်းမရှိတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ဒါကတန်းနဲ့ရှိတဲ့မဲဆန္ဒရှင်တွေမဲပေးနိုင်ခြင်းနဲ့တဲ့သဘောဖြစ်ပါတယ်လို့2015နဲ့2020ရွေးကောက်ပွဲပြည်နှစ်တွေမှာရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့သူကပြောပါတယ်။ ဒီတဲ့ချင်းရွေးကောက်ပွဲကမဲပေးနိုင်သူအရှိနေကိုကြည့်ရင်ပြည်တွင်းနေရဲ့စွန့်ခွာသူအရေးအတွက်လည်းအမြင့်ဆုံးဖြစ်ပါတယ်။ပြည်ပထွက်ခွာသူအရေးအတွက်လည်းတန်းနဲ့ရှိရှိနေကြောင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်ငူကြီးမင်းအောင်လှိုင်ကိုရိုင်းကထုတ်ပြောထားပါတယ်။သူအပြောအရ2022နှစ်နိုင်ရှင်ကြည်ရင်2025ဇန်နဝါရီအထိနှစ်နှစ်ကျော်အတွင်းလူလီတန်ဝင်းကျင်ပြည်ပထွက်ခွာသွားတယ်လို့ဆိုပါရယ်အပြည်ပြည်ဆိုင်ရာရွှေပြောင်းနေထိုင်သူများအဖွဲ့ IOM ရဲ့ 2025ခုနှစ်မတ်လအရှက်အလက်အရာလဲ2024တနှစ်ထဲမှာတင်နေဆက်လန်းကြောင်းကနေအိနီချင်းထိုင်းနိုင်ငံလေးကိုမြန်မာဥယေတသမခုနှစ်တန်းကျော်ဝင်ရောက်ခဲ့တာတွေ့ရပါတယ်။အဲ့ဒီပြည်တွင်းနေရဆွန်ခွာသူစစ်မှုရန်ဥပဒေကြောင့်နိုင်ငံပြန်မထွက်ခွာသွားကြသူတွေအလောက်အကန့်အတွက်ပြည်ပထွက်ခွာကြသူတွေတန်းနဲ့ရှိလူဥယေတွေထဲမှာမဲပေးကွင်းရှိတဲ့အသက်၁၈နှစ်နဲ့အထက်လူဥယေကလည်းတန်းနဲ့ရှိပါဝင်နိုင်တာကိုအကြံပြင်တွက်ရှင်နိုင်ပါတယ်။ ဒါက2010ရွေးကောက်ပွဲကစလို့2015နဲ့2020ခုနှစ်တည်းအထိရွေးကောက်ပွဲသုံးခုနဲ့နိုင်ရှင်ရင်မဲပေးခွင့်ရှိသူတန်းနဲ့ရှိရဲမဲတွေရနိုင်ဖို့မတိကြမှုအမြင့်ဆုံးရွေးကောက်ပွဲဖြစ်ပါတယ်။ပီယာစနစ်ပါဝင်တဲ့ပထမဆုံးရွေးကောက်ပွဲရှိကမြန်မာရွေးကောက်ပွဲတွေမှာမဲအများဆုံးရသူအနိုင်ယူ FETB စနစ်နဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ အနည်းဆက်ဆုံးပြန်ကြည့်ရင်1990 2010 2015နဲ့2020ရွေးကောက်ပွဲတွေအထိ FETB စနစ်နဲ့ပဲကျင်းပခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့2025ဒီဇင်ဘာမှာစစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတမိုင်းမှာပြည်အားအရှိုးကြကိုစားပြုစနစ်ကိုပေါင်းစပ်ထည့်သွင်းတဲ့ပထမဆုံးရွေးကောက်ပွဲဖြစ်လာပါတယ်။ဒါကရောနှောထားတဲ့ကိုယ်စားလှယ်အရှိုးကြစနစ်ကိုပြောင်းလဲအသုံးပြုမှလည်းဖြစ်ပါတယ်။ ပြည်သူလွတ်တော်အတွက် FDP စနစ်ဖြစ်ပြီးအမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးလွတ်တော်တို့အတွက် PR စနစ်နဲ့ FDP စနစ်ကို ရောနှောကျင့်သုံးမယ်လို့စစ်ကော်မရှင်ကကြေညာထားပါတယ်။နားလည်လွယ်အောင်ပြောရရင်လုံခြုံရေးအရာရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေမှာ PR စနစ်နဲ့ရွေးကောက်ပွဲလုပ်ပြီးလွတ်တော်တဲ့လူများများရောက်စေဖို့ပဲဖြစ်ပါတယ်။ တနည်းအားဖြင့်ရွေးကောက်ပွဲကိုအပြည့်မကျင်းပနိုင်ပေမဲ့လွှတ်တော်တဲ့တော့ကိုယ်စားလှယ်များများရောက်စေဖို့ဖြစ်တယ်လို့ရွေးကောက်ပွဲစောင့်ကြည့်လေးလာမှုအတွေ့အကြုံရှိသူတအူးကပြောပါရယ်မေယာလက်ကိုတော့ပီယာနဲ့ FDB စနစ်ပေါင်းပြီးတော်ရှက်ရည်တက်မှာဖြစ်ပါရယ်ဒါကြောင့်ပီယာကနေဝင်ပြိုင်တိုင်းလေမဲအများဆုံးနဲ့အနိုင်ရမှာမဟုတ်ပါဘူးနိုင်သူအကုံယူစနစ်နဲ့ပြိုင်နဲ့ကိုစလေလောင်းတူဦးရတဲ့မဲကိုပီယာဘက်မှာ အဲ့ဒီကိုယ်စားလှယ်လောင်းရဲ့ပါတီကရတဲ့မဲတွေအဖြစ်နဲ့တွက်ချက်မှဖြစ်ပါတယ်။ဒီတဲ့ချင်းရွေးကောက်ပွဲဟာနိုင်ငံအတွင်းတိုက်ပွဲတွေနဲ့လုံခြုံရေးပြဿနာတွေကြောင့်ဒေသအစုံရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမရှိပါဘူး။ဒါကြောင့်စစ်ဗိုလ်ချုပ်ဟောင်းတွေယူနီဖောင်းရှုပ်ပြီးဝင်ပြိုင်တဲ့စံခါရေးပါတီကလွဲလို့တခြားနိုင်ငံရေးပါတီတွေကကိုယ်စလေလောင်းတွေလည်းနေရာပြေးဝင်ရောက်ရှင်ပြိုင်နိုင်တာမရှိပါဘူး။ လာမယ့်ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့နိုင်ငံရေးပါတီတွေနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း9000နီးပါးအမည်စရင်းတင်သွင်းထားတယ်လို့စစ်ကော်မရှင်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။ပြည်ထောင်စုကြံ့ခိုင်ရင်းနှီးအဖွံ့ဖြိုးရေးပါတီ USDB ကကိုယ်စားလှယ်လောင်း1000ကျော်နဲ့အများဆုံးစရင်းတင်သွင်းခဲ့ပြီးဒုတိယကတော့တိုင်းသာစီလုံးညီညွတ်ရေးပါတီ NUP တတိယနေရာမှာပြည်သူ့ရှေ့ဆောင်ပါတီ P3 လုံးနဲ့ပြည်သူ့ပါတီတို့ရှိနေပါတယ်။ ဒါပေမဲ့2008အရှေ့ကဥပဒေအရ25ရာခိုင်နှုန်းလွတ်တော်ကိုယ်စားလှယ်လောင်းနေရာရထားတဲ့စစ်တပ်ကတော့အမတ်ခုံနေရာအပြည့်ယူမှာဖြစ်ပါတယ်။ဒါကြောင့်လဲပီယာစနစ်ကစစ်တပ်နဲ့နီးစပ်တဲ့ကြံခါရေးပါတီကကိုယ်စားလှယ်လောင်းတွေနဲ့စစ်တပ်ကိုယ်စားလှယ်တွေသာလွတ်တော်တဲ့လွှမ်းမိုးနိုင်မယ်လို့လွတ်တော်စောင့်ကြည့်ရေးအကြေခဲတရှိုးကသုံးသပ်ပါတယ်။ စက်တင်ဘာ15ရက်နေ့ကြေညာချက်အရပြည်သူ့လွတ်တော်မဲဆန္ဒနဲ့90ရှောင်းနဲ့အမျိုးသားလွတ်တော်မဲအများဆုံးရသူအနာယူစနစ် FVTB မဲဆန္ဒနဲ့9နေနဲ့တိုင်းဒေသကြီးလွတ်တော်ဒိုမဟုတ်ပြည်နယ်လွတ်တော်မဲအများဆုံးရသူအနာယူစနစ် FVTB မဲဆန္ဒနဲ့90ရှောင်းနဲ့တို့မှာရွေးကောက်ပွဲတွေကျင်းပမှာမဟုတ်ဘူးလို့ကြေညာခဲ့ပါတယ်။ အပိုင်းတစ်နှစ်သုံးနဲ့ရွေးကောက်ပွဲတွေကျင်းပပြီးပါကနိုင်ငံတော်လုံးမှာစုစုပေါင်းမျိုးနဲ့284မျိုးနဲ့မှာရွေးကောက်ပွဲကျင်းပပြီးစီမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ကန်ဆွဲနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်85ကကြီအရာရွေးကောက်ပွဲအပိုင်းသုံးထိတင်မြောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်ဦးရည်နဲ့စစ်တပ်ကိုယ်စားလှယ်166ဦးတို့ပါဝင်ရင်ပြည်ထောင်စုလွှတ်တော်ခေါ်ယူနိုင်ပြီးအစိုးရဖွဲ့နိုင်တဲ့အရေးအတွက်ရရှိမှာဖြစ်ပါတယ်။ electronic မဲပေးဆက်နဲ့မဲပေးရခြင်းမြန်မာက KSS ရွေးကောက်ပွဲတွေမှာပါတီအမည်စရင်ပါတဲ့မဲစာရွက်ပေါ်မှာဘောပန်နဲ့အမှန်ရှိပြီးလှစ်ဝက်မဲပေးစနစ်ကိုအသုံးပြုခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့အခု2025ရွေးကောက်ပွဲမှာတော့ electronic မဲပေးစနစ်နဲ့မဲပေးရမှာဖြစ်ပါတယ်ဒါကမြန်မာမှာပထမဆုံးလေးဖြစ်ပါတယ် မဲပေးဆက်နဲ့ပတ်သက်ပြီးနည်းပညာဆိုင်ရာမတမမှုတွေဖြစ်လာနိုင်တယ်လို့ပြီးခဲ့တဲ့ရွေးကောက်ပွဲလေးလာဆောက်ရှိသူတရှိုးရဲ့ဝေဖန်ချက်တရှိုးရှိပါတယ်။ဒါပေမဲ့စစ်ကော်မရှင်ဥက္ကဋ္ဌဘိုးချုပ်မူကြီးမင်းအောင်လှိုင်ကတော့မြမအီလက်ထရောနစ်မဲပေးဆက်တွေဟာယုံကြည်စိတ်ရှားရပြီးမဲမတမာမှုပြုလုပ်လို့မရဘူးလို့တုံ့ပြန်ပြောဆိုထားသလိုရွေးကောက်ပွဲကော်မရှင်ကလည်းမဲပေးဆက်အသိပညာပေးတွေကြကြပြက်ပြက်လုပ်ထားတယ်လို့ပြောနေပါဗျ။ 2025ရွေးကောက်ပွဲမှာ electronic mail ပေးဆက်တွေကိုတနိုင်ကလုံးအတိုင်းအတာနဲ့အနည်းဆုံးဆက်အလုံးရင်9000ကိုအသုံးပြုမယ်လို့ရွေးကောက်ပွဲကော်မရှင်စီကတည်ရပါတယ်။ဒီဆက်နဲ့သုံးဆွဲတဲ့နည်းပညာကိုအိန္ဒိယကထောက်ပံ့တာလို့ပြောဆိုချက်တွေရှိပေမဲ့ဘယ်နိုင်ငံကနည်းပညာထောက်ပံ့ပေးတယ်လဲဆိုတာကို BBC အနေနဲ့တိကျအတည်ပြုနိုင်တာမရှိပါဘူး။ဒါပေမဲ့ရွေးကောက်ပွဲကော်မရှင်ကတော့အဲ့ဒီမဲပေးဆက်တွေဟာပြည်တွင်းကပညာရှင်တွေကိုယ်တိုင်တည်တွင်ဖန်တီးထားတာဖြစ်ပြီ ကြသေးခင်ကပဲဒီဆက်နဲ့ပတ်သက်လို့အမျိုးသားစံချိန်ဆက်ညွှန်းလဲရဖို့ဆောင်ရွက်ပြီးစီးခဲ့ပြီလို့ထုတ်ပြန်ထားပါတယ်။တင်းကျပ်သောဥပဒေတည်တည်နဲ့ရွေးကောက်ပွဲကိုထိန်းချုပ်2025စစ်တပ်ရဲ့ရွေးကောက်ပွဲမှာအသည့်ဖြစ်လာတာတွေတဲကတခုကတော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုနှောက်ယှက်ခြင်းဒါမှမဟုတ်ပြစ်တင်ဝေဖန်ခြင်းတို့အတွက်နှိရှိထောင်တန်းဒါမှမဟုတ်တည်တံအပါအဝင် ပြင်းထန်တဲ့ပြစ်ဒဏ်များရှာမှန်းနိုင်တဲ့ဥပဒေကိုစစ်တပ်ကပြဋ္ဌာန်းထားပါတယ်။ဒီဥပဒေအရရွေးကောက်ပွဲကိုဟန်တာနှောက်ယှက်ဖြတ်စည်းမည်ဆိုရင်အနည်းဆုံးထောင်တန်း၃နှစ်ကနေအများဆုံးထောင်တန်းတစ်သက်တစ်ကျွန်းနဲ့တည်တံအထိရှာမှတ်ခံရနိုင်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သဘောထားကွဲလွဲမှုတွေကိုနှုတ်ဆက်နေအောင်လုပ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်ရင်အရှိန်မရွေးဖန်စီခံရနိုင်တယ်ဆိုတာရှိန်လျှောက်ထားတဲ့ဥပဒေပါလို့ပြည်တွင်းမှာနေထိုင်တဲ့လူအုပ်ခွင့်ရေးတက်ကြွလှုပ်ရှားသူတအူကဝေဖန်ပါတယ်။စစ်ကောင်းဆောင်လက်မှတ်ရေးထိုးထားတဲ့အဲ့ဒီဥပဒေနဲ့ဥပဒေစတင်ပြဋ္ဌာန်းခဲ့တဲ့ဇူလိုင်လကနေအောက်တိုဘာလအတွင်းလူပေါင်း၁၀၀နီးပါးဖန်စီခံခဲ့ရပြီဖြစ်ပါတယ်။သူတို့ကို အနည်းဆုံး1000နှစ်ကနေအများဆုံး25နှစ်အထိရှာမှတ်ထားပါတယ်။ ဒီဥပဒေအရရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုတားဆီးနှောက်ယှက်တာမဲဆွယ်စည်းရုံးမှုတွေကိုနှောက်ယှက်ဟန်တာတာတွေကိုကာကွယ်ဖို့ရည်ရွယ်တယ်လို့စစ်တပ်ကထုတ်ပြန်ထားပါတယ်ဒါရင်မကမဲပေးသူတွေကိုနှောက်ယှက်တားဆီးတာတွေမလုံနိုင်ဘူးနဲ့မဲရုံဝန်ထမ်းတွေကိုအကာအကွယ်ပေးနိုင်ဖို့လဲရည်ရွယ်တယ်လို့ဆိုပါရယ်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့သက်ဆိုင်တဲ့မဲဆန္ဒရှင် ကိုစလဲလောင် မဲယုံမူမဲယုံအဖွဲ့ဝင်တွေနဲ့ရွေးကောက်ဝယ်ကော်မရှင်အဖွဲ့ခွဲတွေကတာဝန်ပေးထားသူတွေကိုရှိန်းရှောက်ဟန်တာနှောက်ယှက်တာထိခိုက်နာကျင်စေတာမျိုးတွေလုပ်ရင်တော့အ ਨੇ ဆုံးထောင်ဒဏ်၃နှစ်ကနေထောင်အနည်း20အထိရှာမှတ်ခံရနိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။အဲဒီဥပဒေနဲ့ဖန်ဆီးထားတာနိုဝင်ဘာ18ရက်အထိလူတရာနေပါရှိနေပြီဖြစ်ပါတယ်။ရွေးကောက်ပွဲမှာကြောက်ဆုံးနေသူတွေနဲ့ပိတ်ပင်ခံပါတီတွေ ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို2021အာဏာသိမ်းပြီးတဲ့နောက်မှာစစ်တပ်ကဖျက်သိမ်းလိုက်ပါတယ်။ NLD တင်မက တိုင်းသားပါတီတဲ့လူထုထောက်ခံမှုများတဲ့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SND လည်းပါတီမှတ်ပုံတင်ဖို့ညှင်းဆန်ခဲ့လို့ပါတီမှတ်ပုံတင်ဖျက်သိမ်းခံထားရပါတယ်။ NLD ပါတီရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကိုစစ်တပ်ကအကျဉ်းချထားပါတယ်။ တဘောကမြန်မာမှာလူထုထောက်ခံမှုအမြင့်ဆုံးနဲ့လူထုကြားရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ပါတီကအခုရွေးကောက်ပွဲမှာဝင်ပြိုင်နိုင်ခြင်းမရှိတဲ့အခြေအနေဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ဟာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေက ပုံမှန်တရှိုးကိုပြင်ဆင်ဖြစ်စွပြီးပါတီအရှိုးကိုနောက်ရွေးကောက်ပွဲတွေအထိမဝင်နိုင်အောင်တားမြစ်ထားပါတယ်။ ဖြစ်ဆိုချက်အရရွေးကောက်ပွဲမှာမဲမတမာမှုနဲ့တရားမဲ့ပြုကျင့်မှုတွေကိုကျူးလွန်ကြောင်းကော်မရှင်ကစစ်ဆေးတွေ့ရှိရင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရည်တည်ပိုင်ခွင့်မရှိဆိုတဲ့အချက်ဖြစ်ပါတယ်။အာနာသိမ်းပြီးနောက်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ပယ်ဖြတ်ခံထားရပြီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပေါ်ဥပဒေအရထပ်မံကန့်သက်တဲ့သဘောဖြစ်လို့နောင်ကာလတွေအထိ NLD မပါဝင်တဲ့ရွေးကောက်ပွဲအခင်းအကျင်းကိုပုံဖော်လိုက်တာလို့နိုင်ငံရေးအသိုင်းအဝိုင်းကရှုံမြင်ပါတယ်။ 2010နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်ပေးပြီး NLD ကို2012မှာကြားပြတ်ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့တာမျိုးထပ်မဖြစ်အောင်တားဆီးတဲ့သဘောလို့နိုင်ငံရေးအကြီးအကဲတအူးကသုံးသပ်ပါတယ်။2012ကြားပြတ်2015 2018ကြားပြတ်နဲ့2020ရွေးကောက်ပွဲတွေမှာ NLD ပါတီကလူမှုကြာလွန်မှုမှုရှိခဲ့ပြီးအခု2025မှာတော့ပါတီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းထားသလို နိုင်ငံတွင်းကပါတီကိုထောက်ခံဝင်ရန်သူတွေလည်းလှုပ်ရှားမရတဲ့အခြေအနေဖြစ်ပါတယ်။ကမ္ဘာနိုင်ငံတွေကြားသဘောထားကွဲမှုဖြစ်တဲ့ရွေးကောက်ပွဲစစ်တပ်ကစီစဉ်ထားတဲ့2025ရွေးကောက်ပွဲအပေါ်ကမ္ဘာကြီးအမြင်ကတည်တည်တသာကွဲနေပါတယ်။အနောက်နိုင်ငံအစိုးရတွေတော်လည်ရေးအင်အားစုတွေနဲ့လူအခွင့်အရေးအဖွဲ့တွေကတော့အတုအယောင်ရွေးကောက်ပွဲလို့ဝေဖန်ပါတယ်။ ထောင်ထဲရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထိမ့်သိမ်းထားဆဲဖြစ်ပြီးနိုင်ငံရဲ့နေရာအနှံ့အပြားမှာပြည်ပခါတွေပြင်းထန်နေတာကြောင့်ရွေးကောက်ပွဲရဲ့လွတ်လပ်မှုနဲ့တရားမျှတမှုကို မေးခွန်းထုတ်เสียရှိတယ်လို့ကုလသမဂ္ဂကပြောထားပါတယ်။တရုတ်နဲ့ရုရှားကရွေးကောက်ပွဲကိုထောက်ခံထားပါတယ်။ဒါပေမဲ့တရုတ်ရဲ့သဘောကရွေးကောက်ပွဲကတဆင့်ပြောင်းလဲမဲ့အခြေအနေကိုလက်ခံအားပေးတဲ့သဘောကိုပို့ပြီးပြောပါတယ်။အာဆီယံထဲမှာတော့ထောက်ခံခြင်းမထောက်ခံခြင်းတွေရောထွေးနေပါတယ်။ မလေးရှားစင်ကာပူနဲ့အင်ဒိုနီးရှားတို့ကတော့မြန်မာရဲ့အရှိအအနေကရွေးကောက်ပွဲကျင်းပဖို့အဆင်သင့်မဖြစ်သေးကြောင်းအလေးပေးပြောကြားထားပါတယ်။သူတို့ရဲ့သဘောကအကြံဖတ်မှုအဆုံးသက်ရေးနိုင်ငံရေးအကျဉ်းသားတွေကိုလှုပ်ပေးရေးနဲ့တွဲဆွန်ဆွေးနွေးရေးတို့ကို အရင်ပြီးမြောက်အောင်ဆောင်ရွက်စေချင်တာဖြစ်ပါတယ်။ဒါပေမဲ့မြမအိမ်ကြီးချင်းထိုင်းလာအိုနဲ့ကမ္ဘောဒီးယားတို့ကတော့စစ်တပ်ရွေးကောက်ပွဲ အပေါ်တိတိကျကျမှတ်ချက်ပေးတာမရှိပေမဲ့ မြမအရေးမြမကိုယ်တိုင်ဥဆောင်ဖြည့်ရှင်ရင်ကိုဇောင်းပေးပြောဆိုထားကြပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်ရေးမှူးချုပ်အန်တိုနီဂူရာရက်စ်ကတော့မြမမှာကျင်းပမဲ့ရွေးကောက်ပွဲကိုပွင့်လင်းမြတ်တမယ်လို့ယုံကြည်သူမရှိလောက်ဘူးလို့ပြောထားပါတယ်။မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့မှာအောက်တိုဘာ29ရက်နေ့တုန်းကပြုလုပ်ခဲ့တဲ့ အာဆီယံကုလသမဂ္ဂဆွေးနွေးပွဲအပြီးတည်င်းထောက်တွေနဲ့တွေ့ဆုံချိန်သူကပြောခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ဒီရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြဿနာတွေအတွက်ဖြေရှင်းနိုင်မယ့်အဖြေကိုဥတီမယ်လို့လည်းမယူဆတဲ့အကြောင်းသူကပြောပါတယ်။အကြမ်းဖက်မှုတွေရှက်ရှင်းရတတ်မှုဗတ်စုံပါဝင်တဲ့ဆွေးနွေးပွဲကိုစိတ်ဆန္ဒရှိရှိဖော်ဆောင်ဖို့နဲ့အကြောင်းမဲ့ထိမ့်သိမ်းထားသူတွေကိုပြန်လွတ်ပေးရကနေစတင်မဲ့အယတအုပ်ချုပ်မှုလမ်းကြောင်းအပေါ်ပြန်ရောက်ဖို့ကိုပဲ အတွင်းရေးမှူးချုပ်ကတိုက်တွန်းထားပါတယ်။ 2015နဲ့2020ရွေးကောက်ပွဲဒီမှာတုန်းကအခုတကြိမ်လိုကမ္ဘာနိုင်ငံတွေကြားအငင်းပွားမှုနဲ့သဘောထားကွဲလွဲမှုတွေမရှိခဲ့သလိုနိုင်ငံတကာကလေးလာဆောင်ကြည့်တဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေအများအပြားလာရောက်ခဲ့ပါတယ်။